ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါရှမ်းပြည်နယ်တောင်ပိုင်းမှာကိုဗစ်တထုပ်ဆေးကို200ကျပ်တရာရှိတဲ့အတွက် တောင်သူများသိရနေရှိပြီးတော့ရှုံးပေါ်နေတဲ့တင်းကျန်းသူတို့များကိုမူရင်းနေရာပြန်တိုက်ခိုင်းနိုင်တဲ့ဤပညာအစ်ရေးပိုင်ဆိုင်တဲ့တင်းရေဘေကြောင့်135ကိုတည်ဆုံပြီးရဲ့နောက်မှာအေးဖို့အချိန်ကြီးကြလိုက်တဲ့တင်း ဥရောပဗလာအားလို့ပထမဆုံးရောက်နိုင်သူအန်ခီတာဖြစ်လာပွဲရှိတဲ့တင်ပါဝင်အစားရှိတဲ့ပြည်တွင်းပြည်ပစိတ်ဝင်စားဖွယ်တဲ့တင်တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်တဲ့တပုတ်ကိုတင်ဆက်ပေးကြပါတယ်။ရှမ်းတောင်မှာကော်ပီတုံစီ200ကျပ်တာရှိတာကြောင့်တောင်သူများတရရနေရှိချုံပေါ်နေပါတယ်။ဒီကိစ္စကိုတော့မြန်သူတူကပေးပို့လာတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာကော်ပီတော့ဝယ်လိုအပ်မရှိတဲ့အပြင်ကော်ပီတော့တထုံကို100နေရာကျက်တိစီကြဆင်းနေတဲ့အတွက်တောင်သူတွေမှာတင်းရနေရှိပြီးတော့အရှုံးပေါ်နေရလို့ရှမ်းမရှင်တွေထံကနေသိရပါတယ်။ကော်ပီတော့တထုံကို100နေရာကျက်တာရရှိတဲ့အတွက်ရှမ်းမရှင်တွေအနေနဲ့ကော်ပီတော့ကိုခုပြောင်းရှာရမယ်မလို့တော့ပဲလိုအပ်သူတွေကိုအခမဲ့ခုခွင့်ပေးနေတယ်လို့နေဝေးမှာယူလိုသူတွေကိုလည်းတင်ပေးနေကြောင်းအခင်းမှာကြန့်ရှိတဲ့ကော်ပီတော့တွေကိုတော့အခင်းလိုက်ဖြစ်ဖြစ်နေရတယ်လို့သိရပါတယ်။ ခေါ်ပြီးတထုပ်ကိုငွေကျပ်တထောင်ထဲရောင်းအောင်မှာစပြုံးမှုကုန်ကြမ်းစီပြင်ရမယ့်အရှင်ဒီမှာတထုပ်ကိုအများဆုံးမှာ200ကျပ်တရားရှိတာကြောင့်အရင်အောင်ပြင်မရတဲ့အတွက်တင်းရနဲ့ရှိပြီးတော့အရှုံးကြီးမှနေရာဖြစ်တယ်လို့သိရပါတယ်။ရှမရှင်တွေအနေနဲ့အရင်ကခေါ်ပြီးတော့တထုပ်ကိုတထောင်ကျော်ရောင်းရှာရပြီးယခုမီလာရောက်မှာကော်ပီတိုဈေးတွေက ထိုးကျဆင်လာတာဖြစ်တယ်လို့သိရပါတယ်။ ရှမ်းတောင်အောင်ဘန်းကုန်စည်စည်းပွဲမှာပုံမှန်ဆိုရင်ကော်ပီတထုပ်ကို6ဟာကျမနဲ့တထောင်ချက်ဒီဈေးရရှိရလို့သိရပါတယ်။ရှမ်းပြည်နယ်ပြင်ပတခြားတိုင်းနယ်ပြည်နယ်တွေမှာတော့နေရာအနီးအဝေးတည်ပို့ဆောင်ရည်စည်းကပေါ်လိုက်ပြီးကော်ပီတထုပ်ကို၄ထောင်ကျပ်လောက်ဒီပေါက်စည်းရှိခဲ့ရလို့သိရပါတယ်။အခုချိန်မှာတော့ကော်ပီထုတ်ကိုမန္တလေးပါဝင်တခြားဒေသတွေကဝယ်လိုအပ်မရှိသလောက်ရောက်ကြတာလို့ဈေးကျစေနေတယ်လို့မိုးရွာသွန်းမှုတွေများတာကြောင့်အထောက်မခံလို့ချက်နောက်ဒေသတွေမှာကိုပဲအင်အားဝယ်မရှိသလောက်ဖြစ်ပြီးတည့်ရနေ ဲ့ရှိကအရှုံးပေါ်နေရဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါတယ်။ရဲသူတို့များကိုမွေးနေ့ရောက်ပြန်တိုက်ခိုက်နိုင်တဲ့ဤပညာ history ပိုင်ဆိုင်နေပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပူလာတာပါ။ အစ္စရေးနိုင်ငံဟာလိုင်ဟောက်တိုက်ခိုက်တဲ့ရန်သူဒရုန်းတွေကိုကြားဖြတ်ထိန်ချုပ်ပြီးတိုက်ခိုက်ဖို့အတွက်စီလွတ်လိုက်တဲ့မူရင်းနေရာကိုပြန်လည်တိုက်ခိုက်ဖို့စီခိုင်းနိုင်တဲ့ဤပညာကိုပိုင်ဆိုင်နေပြီလို့သိရပါဗျ။အစ္စရေးဆိုရဘက်ကတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပေမယ့်အစ္စရေးနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲမှာဒီဤပညာကိုထည့်သွင်းထားဖြစ်တယ်လို့ကမ္ဘာကာကွယ်ရေးဆိုင်ရာပညာရှင်တွေကအခိုင်အမာပြောကြားခဲ့ကြပါဗျ။ ဒီနည်းပညာကိုအစ္စရေးနိုင်ငံရဲ့ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Defense Company ကဖန်တီးခဲ့တာဖြစ်ပြီး drone ကွက်ရေးစနစ်မှာအပိုင်းတစ်ပိုင်းထည့်သွင်းထားတယ်လို့သိရပါတယ်။တစ်ပိုင်းကတိုက်ခိုက်လာတဲ့ drone တွေကိုကြားဖြတ်ထိန်ချုပ်ပြီးမြေပြင်ပေါ်ကိုဆင်းသက်စေမှဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့ကြားဖြတ်ထိန်ချုပ်ပြီးတော့တိုက်ခိုက်ဖို့အတွက်စေလွှတ်လိုက်တဲ့နေရာကိုပြန်လည်တိုက်ခိုက်ဖို့အတွက်ပြောင်းလဲစေခိုင်းတဲ့နည်းပညာဖြစ်ပါတယ်။ Israel ကို Hamas အဖွဲ့ပါဝင် Syria နဲ့ Yemen မှာရှိတဲ့စစ်သွေးကြွအဖွဲ့တွေက drone တွေနဲ့တိုက်ခိုက်လို့မရတာဟာဒီနည်းပညာ ညာကြောင့်ဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်ဒပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဒီပေကြောင့်135အသေဆုံးပြီးရနောက်အေးဖို့အချိန်ကြီးရလိုက်ပါတယ်။ဒီတင်ကိုတော့ညင်းကြောင်ဝါပြပူလာတာပါ။ချီပီးတန်ကြောင့်၁၁၅အသေဆုံးခဲ့ပြီးနောက်မှာနိုင်ဂျီးရီးယားဆိုရာရီပီးတန်နေရင်ဆိုင်နေရတဲ့ဒေသတွေကိုအရေးပေါ်အရှင်ကြီးညာလိုက်တယ်လို့သိရပါဗျ။နိုင်ဂျီးရီးယားနိုင်ငံထဲမှာရှိတဲ့ပြည်နယ်၃၈ခုထဲမှာပြည်နယ်၁၅ခုကရီပီးတန်နေရင်ဆိုင်နေရဖြစ်ပါတယ်။ ရေပိတန်နဲ့ရင်ဆိုင်နေရတဲ့ပြည်နယ်တွေမှာနိုင်ကြပြည်နယ်ဟာအရှိန်အဆုရဆုံးဖြစ်ပြီးတိုက်ဆုံသူအလုံးကြီးပါကလည်းနိုင်ကြပြည်နယ်တွေမှာနေထိုင်နေသူတွေဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အင်္ဂါနေ့ကစပြီးနိုင်ဂျီးဘီးယားနိုင်ငံတွေမှာငွေရဆက်ရွာသွန်းမှုတွေဖြစ်ပွားခဲ့တာကြောင့်ရေပိတန်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။နိုင်ဂျီးရီးယားမိုးလေဝသဌာနကထုတ်ပြန်ထားတဲ့သတင်းထုတ်ပြန်ချက်ထဲမှာလက်ရှိဖြစ်ပေါ်နေတဲ့မိုးရွာသွန်းမှုတွေဟာအရှိအမြင့်ဆုံးမဟုတ်သေးပဲတိုက်ထိုင်တဲ့မိုးရွာသွန်းမှုတွေဆက်လက်ဖြစ်ပေါ်နိုင်တာကြောင့်ရေပိတန်နဲ့ပတ်သက်ပြီး ပြီးတော့ပုံမှန်သတိပြုဖို့လိုအပ်မယ်လို့ပါရှိခဲ့ပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာပြီးခဲ့တဲ့နှစ်ကလည်းရေးပေးတဲ့အကြောင်းသိဆုံးသူ၃000ကျော်ရှိခဲ့လို့လည်းသိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ဥရောပဗလာအားလို့ပထမဆုံးရောက်နိုင်သူအန်ခီတိုင်ဖြစ်လာခွင့်ရှိနေပါတယ်။ဒီတင်ကိုတော့ငင်းချောင်းဝါပြပူလာတာပါ။ အင်တာမီလန်ကွင်းလှည့်ကစားသမားအန်ခီတာရန်ဟာ PSG နဲ့ကစားမယ်ရှန်ပီယံလိဘူလူပွဲမှာရှန်ပီယံဆုရအောင်နိုင်ခဲ့မယ်ဆိုရင်ဥရောပဖလားအားလုံးကိုရအောင်နိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာမယ်လို့သိရပါဗျာ။အန်ခီတာရန်ဟာ2019ခုနှစ်မှာမန်ယူနဲ့အတူယူဘာလိဖလားရရှိခဲ့ပြီး2022ခုနှစ်မှာရိုမာနဲ့အတူကွန်ဖရင့်လိဖလားရရှိခဲ့ပြီးဖြစ်ပါတယ်။ရှန်ပီယံလိဖလားရခဲ့မယ်ဆိုရင်အန်ခီတာရန်ဟာဥရောပဘောလုံးဖွဲ့ချုပ်ကကျင်းပနေတဲ့ဥရောပဇင်ကလပ်တင်းပြိုင်ပွဲ၃ရက်လုံးမှာရှန်ပီယံဆု ရောက်နိုင်သူဖြစ်လာမှာဖြစ်ပါတယ်။အသက်36နှစ်အရွယ်ရှိဖြစ်တဲ့အန်ကီတာလည်းဟာအင်တာမီလန်ဘိုလူပေါ်ရောက်ခဲ့တဲ့နေရာမှာလည်းအဓိကနေရာပါဝင်ခဲ့သူဖြစ်ပါတယ်။အင်တာမီလန်က2023ခုနှစ်ကလည်းရှန်ပီယံနီဘိုလူပေါ်ရောက်တက်ရောက်နိုင်ခဲ့ပေမယ့်မန်စီးတီးကိုရှုံးနေပြီးတော့ရှန်ပီယံစုနဲ့လွဲလျော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နှစ်ရည်နေကတဲ့တင်းနေပဲဖြစ်ပါတယ်။တချို့အပိကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။